ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေတဲ့ချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရဂိုင်းတော့တယောစာစစ်စစ်တော့ဖြစ်ချင်မှာဖြစ်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြောက်ပါသေးဗျာအေးတော်ဘုံအောင့်ကိုအောင်ရမည် ုံကန္နာမြောက်မင်းလုံးမင်းပြောဆိုတွေကိုထိန်ဟုံးကွာငူငူကြီးထိုင်နေအောင်မရုတ်တရက်ထပြောလိုက်သူကတတ်ချုပ်ကြီးဆန့်ရှင်းလို့တဲ့ဆိုလို့ရှိရင်ဆန့်ရှင်းလို့ခေါ်တဲ့အဖွဲ့စည်းတွေဆန့်ကျင်ဘက်အဖွဲ့စည်းတွေက အတိုက်ခိုက်ခံရတဲ့ဆော့ဘွဲတွေကအင်အားစုစည်းမှုကိုပုံမရရှိစေပြီးတော့မှပြန်ဆိုင်မှုတွေကို ပြင်းထန်လာစေမယ်ဆိုတာကိုလည်း သတိပြုရမယ်ကွာဟိုနိုင်ငံကပိတ်ဆို့ရေးယူလိုက်ဒီနိုင်ငံကပိတ်ဆို့ရေးယူလိုက်နေမှုစန့်ရှင်းဆိုတဲ့စကလုံးကိုတော့မဲလုံးရင်းနေနေတာကြောက်ပြီးစော့ဘွဲဆိုတာကဘာကြီးတုံးကွန်ပျူတာသင်တန်းပို့ချနေတာလည်းမဟုတ်ဖဲနဲ့ဒီဘဲကတော့စပြီးစော့ဘွဲဆိုတာဤပညာသမားတွေတည်တံ့အုံပြုလေရှိတဲ့စကလုံးလို့ပြောလို့ရတယ်တခြားအိဗယ်တက်ရောက်မှုရှိရဲ့လို့တော့ တခါမှမကြဘူးဘူးကြုံချင်းနဲ့တော့ခက်ပြီနှစ်တိုင်ကြီးစီကိုအင်းကြီးဝက်လိုက်ယုံနဲ့ဘိုးလုံးမှုတ်လို့ရောက်မယ်ထင်နေတော့တာပဲဘာကြောင်ရင်မှမသိအဆက်ဆက်မရှိသောစကားကြောင့်မဲလုံးခမောဥကြောင်ချားနဲ့လူတောင်မားနေသလားဟုတွေးရင်ပါဇက်အဟောင်းသားဖြစ်၍အသာငြိမ်နေရသည်ငါကဟန်ကုတ်ဖို့ဆိုပြီးရွေးကောက်ပွဲအကြောင်းရိတ်မြစ်ကလေးပြောပြတာကို မင်းကဘာလို့တိကျကြီးပြောလိုက်ရတာလဲတကယ်တမ်းသာမလုံနိုင်သေးရင်တိုင်းသည့်ပြည်သည့်စောက်ရှက်ကွဲရအောင်မင်းမင်းလှုပ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းကြီးပဲတချုပ်ကြီးဒေါပွားနေရခြင်းအကြောင်းကိုဒီတော့မှမဲလုံးရိတ်ဆားမိလေတော့သည်ရုရှားကပြန်လေရင်ကွင်းမှာသတင်းမီဒီယာတွေကို သူပြောခဲ့တဲ့ကိစ္စကြောင့်မင်းရွေးကောက်ပွဲကိုအစောဆုံးဒီဇင်ဘာလမှာကျင်းပနိုင်အောင်စီစဉ်နေပါတယ်ဆိုတော့တချုပ်ကြီးစကားကိုကိုးကားပြီး နောက်ကြဆုံးဇန်နဝါရီဒုတိယဘက်လို့သူဖြစ်ပြီးပြောလိုက်တာကိုတတ်ချုပ်ကြီးကမချေမနှက်ဖြစ်နေခြင်းပင်သူပြောတာကဘာများမလို့လေရွေးကောက်ပွဲမလို့ဖြစ်တော့လဲဒါကိုအကြောင်းပြပြီး နောက်ထပ်6လတက်တန်းတိုးဖို့ကြိုပြီးပြင်ဆင်ထားတဲ့ဟာကို အုံးမေမျက်နှာပြောင်းတိုက်ပြီးနေလာတာတောင်လေးနဲ့ကြောင်နေပြီးကိုအခုမှထူးဆန်းလို့ပြီးမရှိတဲ့အချက်တွေခွဲမှ ကြောက်နေသေးတယ် ပါတီစုံဒီမိုကရေစီကိုပြည်သူတွေလိုလားနေပါတယ်ဆိုပြီးအသက်ရှူဖို့ချောင်းအောင်စိုးချက်ပေးခဲ့တာကိုကြောင့်မချီကျဘူးလူကြလို့ကောင်းအောင်သာပြောခဲ့ရတော့တကယ်တမ်းကတက်ချုပ်ကြီးကိုစားပြုမဲ့ကြံ့ဖို့ပါတီရဲ့တသက်ခိုင်ပါတီရဲ့ကိုကိုကြီးပါတီရဲ့ဒီတော့ခုပဲမကြိတ်မနယ်ရှင်ပြိုင်ပြီးပြည်သူဆန္ဒအရတက်ချုပ်ကြီးကသမတရာထူးကိုလက်ခံရပါတယ်ဆိုတော့ပုံသိမ်းကြီးကရှိပြီးသားပဲလीအ မီဒီယာတွေရဲ့မိခွန်းတွေကိုကဏ္ဍတွေခွဲပြီးဖြေဆိုနိုင်မို့ဆိုတာလွှဲရာမှတ်လို့သူ့မို့လို့သာနိုင်ငံရေးလူမှုရေးစီးပွားရေးနဲ့လူငယ်ကဏ္ဍဆိုပြီးတရားရှင်းလင်းပြောပြနိုင်ခဲ့တာတခြားသူမပြောနဲ့အောင်ပြေဆုံးတောင်သူ့လိုပြောတဲ့လူလားသူပြောမိတာကပြည်သူတွေရဲ့တနေ့တာပင်မနေသမျှကိုရှင်လန်းစေလို့တဲ့စိတ်ကြောင့်လीတချို့တွေလိုများ လျှက်စစ်ရထားကြီးနဲ့ဘက်ထရီသမောကြီးတွေကိုဥမော့ပီစီးမယ်လို့လေကြီးဖင်ကျဲမပြောမိပါဘူး။အဲ့ဒီကန်နာကလေအပရေးကိုအဲ့ဒီကန်နာပါလား။မင်းရှာရှည်ပြီးတော့ရုရှားဗီလာယူနှစ်နိုင်ငံအနေနဲ့လေရွေးကောက်ပွဲကို ထောက်ခံတဲ့ဆိုပြီးပြောတဲ့စကားကလေမင်းမေလင်ကြီးနာရောက်သွားပြီကွာ။ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ကမကထလုတ်ပေးနေတဲ့သူတို့ကိုကြောင့်ကျေးဇူးတင်စကားတခွန်းတောင်မပြောဘူးဆိုပြီးတခင်ကြီးဖြင်ကရေးလေတင့်နေတယ် စောစောကပဲထူးတန်တမန်ကိုကြီးတန့်ရှိကျွန်းရောက်လာလို့ငါမှာခြေသလုံးပြည့်ဖက်ပြီးလေပြေသွေးခဲ့ရသေးတယ်။မဲလုံးမှာစကားကိုစွန့်အောင်ပြောခွင့်မရပဲကြားကဖြတ်ပြီးချိန်မောင်းစုပူနေသည့်တက်ချုပ်ကြီးကိုမျက်နှငယ်လေးနဲ့ကြည့်မိရင် အဖပြောတဲ့ခဏရောင်ပြန်မီလားဒီခဏအကြကြဝဲဆက်ပြီးသုံးစားမှမဲလုံးရောက်နောက်ဆိုပူရီမပြောနဲ့စကားကိုမကွန့်နဲ့ ဒီလာထဲမှာတမရော်နေကိုလေတေချာစီစဉ်ချင်းပါရအောင်မေအရင်နှစ်ကတမရော်ညဆိုပြီးပိုးစိုးပက်ဆက်ရှက်ကွဲခဲ့သမျှကိုဒီနှစ်တော့တိုးချပြီးအကျွေးပြန်ယူရမေတသက်နဲ့တကူညပိုင်းလေးတစ်ခါလုံးမိပါတယ်မအားလာနေဝင်ချိန်နှီးနေပြီးဘာညာနဲ့ဝိုင်းပီအားကြတော့ဒါကြောင့်မို့ဒီနှစ်တော့ဝေလီဝေလေးနဲ့ကထပီလုံးမှဖြစ်မေမဲလုံးဒီတော့လူဝင်ဟားကလုံလာပြီ ဟိုတလောကလိုမျိုးသမီးစစ်မှုရန်တွေမခေါ်သေးပါဘူးလို့အာသီးထက်မယောင်နဲ့ကြလားမနစ်ကတမရော်ညရုံးကမုတ်ဆွန်းမရီလေဒီတခါပါလို့မဖြစ်တော့ဘူးလိုအပ်သမျှကိုနှီးမျိုးစုံတုံးပြီးလူဟင်အားရှာဖို့လျှို့ဝှက်အမိန်ထုတ်လိုက်ပေါ်တာပဲဆွဲဆွဲအိမ်မော်ပဲတက်ခေါ်ခေါ်အဓိကကအဓိကပဲလာဝါကကကောင်းတွေကိုလည်းသိချမှာထားဘယ်လူငယ်လူရွယ်မှပြပထွက်ခွင့်မပေးတော့ဘူး စကားကိုတောက်လျှောက်ပြောနေရင်မှ မောသွားဟန်ဖြင့်ရင်ဘတ်ကိုတောက်ဖိ၍အသက်ကိုဖုတ်လိုက်ဖုတ်လိုက်ရှူနေရသောတက်ချုပ်ကြီးကိုငေးရင်မဲလုံးညံနေညံနဲ့ထုတ်နေမိသည်ဒါနဲ့လီတက်ချုပ်ကြီးရဲ့ဒီတစ်ခေါက်ခီးစဉ်က အာရကျင်းနေစရာတော်တော်ကောင်းနေကျွန်တော်ကြည့်နေတာအဖတကုံးကုံးနဲ့လက်မှတ်တွေထိုးနေတာစာချုပ်တွေလည်းမနေဘူးအဖအခန်းကဏ္ဍကတော့အရန်ကိုအေးပါနေပြီ။ မဲလုံးရဲ့မတိမတာမြောက်ပင့်ပေးမှုကြောင့်တက်ချုပ်ကြီးကြောင်ချီးမှာကုတ်ချောင်းချောင်းဖြစ်နေရမှာရင်ကိုကော့လိုက်မိတော်လေအားလုံးဟာဂရိကဝတ်မဟုတ်ဖဲနားလည်မှုစာကြုံလော်တွေဆိုတာသူတယောက်ပဲသိသည်ဘာပဲဖြစ်ဖြစ်လေလူထင်ကြီးခံရနေလားဆိုတဲ့အတွေ့နဲ့သာမှိန်ခံနေလိုက်၏အခုဆိုကျွန်တော်ကြားထားတဲ့လျှို့ဝှက်တဲ့ရင်အရဒေါ်နွယ်ထွန်းတောင်သူ့ပြည်သူတွေအုံကြွမှုဖြစ်လာတာကို ထိတ်မနိုင်တော့ရင် အပစီလာပြီးနိုင်ငံရေးခေလွန်ခွင့်တောင်းမယ်လို့သိရတယ်။ကျွန်တော်ကြိုတင်နမိတ်ဖတ်လိုက်တဲ့ Made American Great Again ဆိုတဲ့စကားအတိုင်းသူအာဏာပြန်ရမှာကိုမဲလုံးကကြိုသိနေတာ။ဒီလိုနိုင်ငံမျိုးနဲ့အကျိုးတူပူးပေါင်းလိုက်ရင်တိတ်ကောင်းမဲ့ခန္ဓာလို့လေပြောရဲဆိုပဲပါရ။မဲလုံးစကားကြောင့်ကြောင်ချီမျက်လုံးများမှာအယောင်တလက်လက်တောက်ပလာပြီးဟာမင်းပြောတာဖြစ်နိုင်လေကွာမဲလုံးရော ဒါကြောင့်မို့ဒေါ်နယ်ထွန်းကရုရှားဘက်ရင်းနဲ့ရိတ်ရောင်တွေပြလာတာကိုတိတ်မကြခင်ငါ့ကိုအင်ဖြူတော်မှာညစာဆောက်ဖို့ဖိတ်တော့မယ်ထင်နေမဲလုံးမှာရည်ချင်းပက်ကြည့်နဲ့ကလစ်ကလစ်ဖြစ်နေသော စိတ်ကို အတင်းထင်းချုပ်လိုက်ရသည်သူ့တပည့်ဇော်ကြီးရဲ့နှုတ်ကနေဘယ်သောခါမှစကားအမှန်မထွက်ဆိုတာကိုတက်ချုပ်ကြည့်မေ့လျော့နေပုံရသည်ဒါနဲ့မဲလုံး PDF တွင်တဲ့တိုင်းရင်သားလက်နက်ကင်တွေရဲ့ကဏ္ဍဘာထူးသေးတော့ဟော ကန်နာဆိုတဲ့မဲလုံးရဲ့အလုံးကြီးတက်ချုပ်ကြီးပါဇက်ထဲရောက်သွားလိမ့်ပြီလုံးလုံးစဲအေးဆေးပါပဲတက်ချုပ်ကြီးအခုချက်ချင်းတော့နေပြည်တော်ရောက်မလာနိုင်သေးပါဘူးမဲလုံးကရိုးရိုးတောက်တောက်မှန်မှန်ကန်ကန်စကားတခွန်ပြောလိုက်တာနဲ့ပင်တက်ချုပ်ကြီးမျက်စောင်းကတိုင်းကနေအေးအိုတွေကိုငါပြောချင်တဲ့ကန်နာကတော့ကွာကိုဖြစ်ချင်တာတွေမပြောနဲ့ဖြစ်တဲ့နာတွေဖြစ်နိုင်နာတွေပဲပြောဖို့ကောင်းနေတယ် လူဆိုတာကဖြစ်ချင်တာကတော့လူတိုင်းဖြစ်ချင်တာပဲငါဆိုရင်လေဖြစ်ချင်တဲ့ကံနာတွေအများကြီးရှိတာပဲတရားဝင်တမတာကြီးဖြစ်ချင်တယ်နောက်ထပ်အနှစ်30လောက်တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်တယ်ပြီးတော့အရက်ရှိချင်တယ်ဒါဝိမဲ့ငါဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဖြစ်တဲ့နောက်ဖြစ်နိုင်တာကိုပဲငါတို့သွားတာကောင်းနေငါတို့တစ်ချက်ဒီမိုကရေစီ ခွင့်ရေးပေးတယ်မလွဲတာမရှောင်တာလို့ ခြေဦးနဲ့တတ်မတော်သားကိုစလဲစိတ်သားလေးပဲထည့်လိုက်ရတယ်။တိုင်ရင်သားနဲ့ပတ်သက်တဲ့ခွင့်ရေးပေးတယ်။ကဘာမှာကြည့်လိုက်အကောင်လုံးကမျှတာတဲ့ခွင့်ရေးပဲကိုရတယ်။တဖက်သားခွင့်ရေးကိုတော့ပေးလို့မရဘူး။ဥပမာတိုက်လေရင်တွေနဲ့ဘုံကျဲတာမျိုးရွာလုံးကျွတ်မိရှို့တာမျိုး လူသားတိုင်းလောက်တာမျိုးတနိုင်ငံလုံးစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်တာမျိုးဒီလိုခန္ဓာလေးတွေပဲငါတို့ရတယ် ဒါကြောင့်တမတော်ကပေးထားတဲ့မြစ်တာကို ထောက်ရှုပြီးတိုင်းရင်းသားတွေဘက်ကစဉ်းစားဖို့တင့်နေဆိုတော့ငါပြောလို့တယ်လက်သေးလက်မောင်းတန်းပြီးအာရပါရပြောနေသောတက်ချုပ်ကြီးရဲ့စကားကိုစိတ်မဝင်စားနိုင်မဲ့ဖုန်ခိုးတုံနေသောမဲလုံးမှာတိုင်းလောက Telegram Channel တစ်ခုမှာ မှားပြီးတက်လာတဲ့သတင်းတပုတ်ကိုဖတ်ပြီးမျက်လုံးပြူတော့အဖအိုင်စီဟေးရှုပ်ပွဲကန်တာလောက်ကွာမဲလုံးရောက် အဆိုဝါဒနာကြီးလွန်သောတက်ချုပ်ကြီးမှာအိုင်စီဆိုသောအတန်ကိုကြားလိုက်ရ၍ခေါင်းတစ်ချက်ဆက်ပြီးမေးလိုက်လေ။မဟုတ်ဘူးပေါ့ ICC ကဝရမ်းထုတ်ခံထားရတဲ့ဖလပိုင်တမတာဟောင်းဒူတာတီးကိုဒီနေ့မနီလာလီစိတ်မှာဖန်ဆီးလိုက်တဲ့ကန်နာတဲ့မဲလုံးရဲ့စကားတန်ဆုံးသွားသည်နဲ့တပြိုင်နဲ့တက်ချုပ်ကြီးခမောင်းရုတ်တရက်အသီးစိတ်လွတ်သွားသူပမာမျက်လုံးကြီးပြုတ်ပြီးစပွဲကုံအောက်သို့အတင်းတိုးဝင်၍ ကြောင်ပိတ်ရိုက်ခံလိုက်ရသောခွေးအိုကြီးလိုခွေခွေလေးပုံးလိုက်မိလေတော့သည်ဝေး